အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လေပြီးတော့ကြိုဆိုလိုက်ပါတယ်ကောင်းမွန်သောနေ့တိတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးပါတယ်ဗောနောအဲ့တော့ဒီနေ့မှာတော့ကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့သတင်းတစ်ပုဒ်ကိုခင်ဗျားတို့ကိုကျွန်တော် in depth နည်းနည်းတင်ဆက်ပေးခြင်းနဲ့အဲ့တော့လက်ရှိမှာဒါကျွန်တော် Manchester United အသင်းနဲ့ပတ်သက်ပြီးလက်ရှိမှာဒါကျွန်တော်တို့ Queen Dream ကိစ္စမဟုတ်ဘဲနဲ့ Queen ပြင်ပကိစ္စလေးတဲ့မှာတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့အဖြစ်ပြက်တွေဖြစ်နေတယ်လို့ကြားသိရတယ်မှာပါတယ်အဲ့တော့လက်ရှိမှာဒါ Manchester United ဒါကျွန်တော်သိကြတယ်မယ်ပန်ရှင်အသစ်ဖြစ်လာတော့မယ်ဒါကျွန်တော်တို့ အာဘလူးဆာဂျင်ရက်ကလစ်တို့အနေနဲ့အခုလက်ရှိမှာသူတို့ရဲ့အသင်းတသင်းဖြစ်တဲ့ OGC Nice ကိုရောင်းချဆိုတော့အကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်။ OGC Nice ကရတဲ့ပတ်စံမှန်သမျှကို Manchester United အသင်းကနေပြီးရှယ်ယာကိုတိုးပြီးတော့ဝယ်ယူဖို့အတွက်လက်ရှိမှာဂျင်ရက်ကလစ်တို့အနေနဲ့ကြိုးစားမယ်။လက်ရှိမှာ OGC Nice ကိုဒါကျွန်တော် Manchester United လက်ရှိပိုင်ရှင်တွေဖြစ်တဲ့ဆာဂျင်ရက်ကလစ်တို့ကပေါင်သန်း200ဒါကျွန်တော်တို့ပေါင်သန်း200ပတ်ချလဲဝင်ကျင်တဲ့ရောင်းမှုအတွက်တောက်လျှောက်ပြင်ဆင်နေကြတာဖြစ်တယ်။အဲ့တော့ဒီနေ့မှတော့ OGC Nice ကိုသူတို့အဓိကရောင်းရတဲ့အချက်က IO Now လို့ပါ။ ။တခုနပြောတဲ့ဒါကျွန်တော်တို့ gym regular တို့အနေနဲ့ဒါ OGC ကို niche ကိုရောင်းနေတာပရိသတ်တွေကတစ်ချိန်လုံးဆန္ဒပြပြီးတို့ကိုအသင်ကထွက်ခွာသွားဖို့လှုပ်ချင်တဲ့ဥစ္စာတွေရောဒါလက်ရှိမှာ OGC niche အနေနဲ့ အကယ်၍ခုနကဘယူနိုက်တက်အသင်းနဲ့တူကြချန်ပီယံလိအတူတူဝင်မယ်ဆိုရင်ဒါကျွန်တော်တို့ game model တွေကအကုန်လုံးပြန်ပြောချင်တာပြမလို့အပဲနဲ့အုံနောက်စားတဲ့ကိစ္စတွေ OGC Nice ကြောင့်မလို့အရန်ပြစ်တဲ့အတွက်ကြောင့်မလို့ Manchester United အသင်းကိုပဲအဓိကအာရုံစိုက်ဖို့အတွက် OGC Nice ကိုရောင်းချဖို့အတွက်ပြင်ဆင်လာခဲ့တယ်။ဒါပေမဲ့ဒီကိစ္စကိုကျွန်တော်အဓိကပြောတော့မှာဒီကိစ္စအထက်ပူပြီးစိတ်ဝင်စားဖို့က United ကိုလက်ရှိမှာဒါကျွန်တော်တို့ဟို percentage တွေစပြီးတော့ဒါ Jim Ratcliffe ကို25%ခန့်လုံးပတ်ချလဲဝင်ရရောင်းချတဲ့အချိန်မှာ ဂျိုဝက်ဂလီဇာနဲ့အာဗရမ်ဂလီဇာဂလီဇာမိသားစုအုပ်စုအနေနဲ့အကယ်၍ရှယ်ယာဒီတာရောင်းချကျန်တဲ့ရှယ်ယာဒီတာရောင်းချဖြစ်ခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်တို့ဂျင်ရက်ကလစ်တို့အင်းနီယောစုအုပ်စုကိုအရင်ဆုံးရောင်းချပေးမယ်ဆိုတဲ့ပုံစံမျိုးဂတိကဝတ်ပြုခဲ့တယ်ဖြစ်ဒါပေမဲ့အခုလက်ရှိကြားရတဲ့သတင်းတွေအရဒါနောက်ဆုံးဒါမိုက်ခီကန်ရဲ့ဒါအာတီကယ်အရဆိုရင်တော့ အထဲအတွင်းမှာတတင်းနည်းနည်းလေးဒါကျွန်တော်အဆင်မပြေဖြစ်လာမှုတွေရှိလာခဲ့တယ်။အထူးသဖြင့်ဘာဖြစ်လာလဲ။ Jay Radcliffe အနေနဲ့ခုလက်ရှိမှာအသင်းရဲ့ပြုပြင်ပြောင်းလဲမှုတွေအပြင်အသင်းနဲ့ပတ်သက်ပြီးပြောခဲ့မှုတွေကိုလက်ရှိမှာ Joel Glazer တို့အုပ်စုအနေနဲ့ Joel Glazer အဓိက Joel Glazer အနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးသိပြီးသဘောမကျဥပမာလက်ရှိမှာဒီနှစ်ဒါကျွန်တော် Christmas ပေါ့နော်ဒါကျွန်တော်နှစ်သက်ဒီနှစ်သက်ရဲ့ Christmas မှာ Manchester United အသင်းနေနဲ့ဒါငွေကုန်သွားမယ်ဆိုတဲ့ဇာတ်ကားကြီးပြောကြမှုပေါ်မှာ Glazer တို့မိသားစုတော်တော်လေးကို ဘဝမကြဖြစ်တယ်လို့ကြားသိရတယ်မှာပါတယ်ပြောချင်တာကလီဇာပီသားစုနေ United အသင်းအသင်းတသင်းရဲ့ပိုင်ရှင်ကနေဒီလိုမျိုးစကားမျိုးမပြောသင့်ဒါခုနကပြောတဲ့ပဲမလို့တင်ဆိုတဲ့ဥစားပြောချင်တာဗျခုနကပြောတဲ့ဒီကိစ္စရယ်ဆိုတာပြိတ္တတိတယ်မတိဘူးဆိုတာတဲ့ကိုယ့်အကူဖြည့်ရှင်းရမယ်ကိစ္စတွေဖြစ်တယ်ဆိုတော့ဟိုဒါဟိုဂျိုဂလီဇာတို့ကခိုင်းထားတယ်အဲ့တော့ဂလီဇာတို့မိသားစုနေခုနကပြောတဲ့သူတို့ကသူတို့ဒါရေးထားတဲ့ article ရသူတို့ကသူတို့ time pad တွေဒါမှမဟုတ်ဘယ်တော့မှပြိတ္တတွေကို ဒီအပူတွေကိုမပေးဘူးဆိုတဲ့ပုံစံမျိုး ਨੇ ဒါရေးသားထားခဲ့တယ်အဲ့တော့ဒါတစ်ဖက်က gym regulator ပံပြံပြီးကပြည်သက်တွေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး transparency သိရမယ်ဒါပေမဲ့ဒီနေရာမှာဒါ better of my game ဖြစ်သွားတယ်ဘာဖြစ်လဲဆိုတော့ Jim Ragley တို့အနေနဲ့သူတို့ကဒီ Manchester United အသင်းကိုဂလီစာမိသားစုစီကနေပြီးတော့ captain နဲ့ဆိုတဲ့ Sevilla နဲ့ hero ပုံစံမျိုးကိုဒါ public PR ပုံစံမျိုးချပြတယ်ဆိုပြီးဖြစ်သွားပြီးတော့ဂလီစာမိသားစုနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော်တော်လေးကိုအခဲမကြေဖြစ်တယ်ဆိုပြီး Mike Keane article မှာရေးတင်ထားတယ်အဲ့တော့ဒီနေ့မှဒါကျွန်တော်ရေရှည်ရပါတီဖြစ်လာနေတယ်ရေရှည်ရခုနကပြောလို့ပဲဒါကျွန်တော်တို့ဂျန်နဲ့ဒါကျွန်တော်တို့ share တွေကို ဂျင်ရက်ကလစ်တို့အုပ်စုကိုမယောင်းချဘဲတခြားသူကိုယောင်းချမှုဖြစ်လာနိုင်တာဆိုတော့ပြဿနာကဖြစ်ဖို့ရာခိုင်နှုန်းနည်းတယ် ်ဂလီဇာမိသားစုတွေကဂျင်ရက်ကလစ်တို့ကို25ရာခိုင်နှုန်းတော့ရောင်းချတယ်ခရေကသူတို့အနေနဲ့ share ရောင်းချမယ်ဆိုရင်အကေဂျင်ရက်ကလစ်ကဒီဈေးမပေးနိုင်မှသာသူများကဝယ်ယူပြောချင်တာကဂျင်ရက်ကလစ်ကဒါကျွန်တော်ပထမအဦးဆုံး platinum member ပေါ့နော်ဒီ share ကိုဝယ်မယ်ဆိုရင်သူတို့သတ်မှတ်ထားတဲ့ဈေးကိုဂျင်ရက်ကလစ်ကပေးမယ်ဆိုရင်ကြံတဲ့လူတွေအထက်ဂျင်ရက်ကလစ်ကပို့ပြီးတော့ဒီဈေးနဲ့ပေးနိုင်မယ်ဆိုရင်စောစောစီစီရနိုင်မယ်တဲ့မှာပါအဲ့တော့ဒီနေရာမှာကျွန်တော်ဂလီဇာမိသားစုအနေနဲ့ကြံတဲ့ share တွေကိုကျွန်တော်တို့ ဂျင်ရက်ကလစ်ကိုရောင်းတာတဲ့ဆိုင်သူတို့နဲ့တခြားလူကိုပူပူရောင်းတယ်ဒါပေမဲ့ပြဿနာရစာချုပ်စာတဲရအဲ့လိုမျိုးလုံးလုံးမရတဲ့ကြောင့်မဒါဂလီစာမိသားစုနဲ့ဒီဂလီစာနဲ့ပတ်သက်ပြီးတော့လေးအခဲမချေဘူးအဲ့တော့ဂျင်ရက်ကလစ်ပြုတ်ကလည်းရှင်းတယ်အခုလက်ရှိချိန်မှာသူတို့အနေနဲ့ရှယ်ယာကိုပူပူပြီးတူတူပြီးဝယ်ခြင်းနဲ့သူတို့အနေနဲ့အခုလက်ရှိမှာဂလီစာမိသားစုတို့မန်ချက်စတာယူနိုက်တက်အသင်းမှာပါဝင်ပတ်သက်မှုကိုသူတို့သိပြီးသဘောမကျဘူးဒီနေရာမှာနောက်ထပ်သတင်းတစ်ခုထပ်ပြီးတက်လာခဲ့တာကတော့ဂျိုးယ်ဂလီစာကမန်ချက်စတာယူနိုက်တက်အသင်းနဲ့ပတ်သက်ပြီးအခုချိန်ထိအလုံးစုံမှာပါဝင်ပတ်သက်ခြင်းနေပြီးတော့အလုံးစုံလည်းပါဝင်ပတ်သက်နေတယ်ဆိုတဲ့သတင်းကို က်လာခဲ့တယ်။ဂျိုဂက်ဂလီဇာအနေနဲ့အခုချိန်ထိ Manchester United အသင်းနဲ့ obsessed နေပြီးသူ့အနေနဲ့ America ကနေပြီးတော့ Manchester United နဲ့ပတ်သက်တဲ့သတင်းထံက Manchester United ပတ်သက်ပြီးအချိန်နေမှာသမ ्या ကိုအခုချိန်ထိတက်နိုင်တဲ့ဘက်ကနေပြီးတော့ control လုပ်နေတယ်ဆိုပြီးတော့သတင်းတွေဆက်ပြီးထွက်လာခဲ့။အဲ့တော့ပြောချင်တာကလက်ရှိမှာ Manchester United အသင်းအတွင်းထဲမှာ power shift move တွေအများကြီးအများကြီးဖြစ်နေတယ်ဆိုတဲ့သဘောပဲ။အဲ့တော့ဒီနေရာမှာတော့ခုနပြောသလိုပဲအခုလက်ရှိမှာဘွေးတတိကြားမှာမင်းညာကဟော့သွားတဲ့တဲ့တခုက Manchester United အသင်းတွေနဲ့ဒါမဲ့ညရာဒီမှာဒါ top 6ပေါ့နော် ထိတ်သီး6တွင်ဥပမာပြောလို့ပဲထိတ်သီးဟိုဟိုပေါ့ဇရာအဆင့်6တွင်ဝင်ရမယ်ဆိုတဲ့ topic တွေလည်းတော့ short တက်လာတယ်အဲ့တော့ဒီလိုအဓိကပြောတာရှင်းတယ်ဂလီဇာမိသားစုအုပ်စုကဒါမျိုးကိုလုံးဝမကြိုက်ဘူးတို့အနေနဲ့ခုနကပြောလို့ပဲဒါ project 2030တို့ project 2028တို့ project ဒါကျွန်တော်တို့20တို့20ပေါ့ project 21တို့ဒါမျိုးတွေတို့ကမကြိုက်ဘူးတို့ကသူတို့အနေနဲ့သူတို့ဒါဒါမျိုးတွေသူတို့ကသူတို့ internet မှာလုပ် PR မလုပ်နဲ့ခုနကပြောဆိုဒါမျိုးသူတို့ပြောချင်တာကဂလီဇာမိသားစုကဒါကျွန်တော်တို့သူတို့က American တစ်ထေးပုံစံမျိုးအတိုင်းပဲသူတို့ကသူတို့သက်သက်လုပ်တယ် objective တို့ key တစ်ဖက်ကအင်္ဂလန်ခပ်ရတကယ်မှန်တယ်လားကျွန်တော်လည်းတွေ့ဘူးတယ်အင်္ဂလန်ကသတိရည်နဲ့အမေရိကန်သတိရည်နဲ့အဲ့တခုကွာတယ်အမေရိကန်ကုမ္ပဏီဆိုရင်ငါတို့ကကိုတာဘလောက်တိရလဲလားအင်တာနက်ပဲကြော်သိရန်ကပောက်မှာဘယ်လိုမျိုးတမဒါပေမဲ့အင်္ဂလန် brand တွေကိုကြည့်လိုက်တို့ကဒါဝေါ်မှာနံပါတ်1ဖြစ်ချင်တယ် နံပါတ်1မြန်နေဖြစ်ချင်တယ်။ဟိုမှာခင်ဗျာဘယ် brand ပဲကြည့်လဲအင်္ဂလန် English brand တွေဆိုကြည့်လိုက်အရန်တို့ကိုတို့ဝင်ကြွားတယ်။တို့ကိုတို့အရန် proud ဖြစ်တယ်။ American brand တွေအဲ့လိုမဟုတ် American brand တွေနေတို့ကရှင်းတယ်။တို့ကတို့လုံးဆရာရှိရလို့တို့အဲ့ brand ကိုတဖြည်းဖြည်းနဲ့တို့ဆွဲတင်တယ်။ဒါမျိုးဆိုအဲ့တော့အဲ့နှစ်ခုသွားတွေ့တာဗောနော် American နဲ့ဒါကျွန်တော်တို့အခုလက်ရှိမှာ British အုပ်စုနှစ်စုသွားတွေ့ရတဲ့အချိန်မှာအခုချိန်မှာဒါကျွန်တော်တို့ဝယ်ယူပြီးဘယ်တော့မှမကြိုက်ချင်မှာအတန်းမှာ clash ဖြစ်နေပြီ။ကလီဇာမိသားစုကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးမကျေနပ်ဘူး။ဘာလို့လဲဆိုတော့တချို့ကိစ္စတွေက လပ်အသင်းပဲတည်ရမှာဖြစ်ပြီးဒါကျွန်တော်ပြိတက်တွေတည်စီရမလို့တဲ့ကိစ္စဒီမှာဆိုရင်ဒါအဲ့လိုမျိုးပဲအတွင်းထဲမှာထိန်ချန်ထားတဲ့နေဆိုတဲ့ဥစားမျိုးဥပမာလက်ရှိမှာပေါက်ကွဲသူတို့ပေါက်ကွဲဆုံးက United ကပတ်စံမရှိတော့ဘူးဆိုတဲ့စကားသူတို့ပေါက်ကွဲဆုံးပဲအဲ့ဒီကိစ္စပြဿနာအဲ့တော့ ်ဂလီဇန်ပြည်သားစုနဲ့ကြားထဲမှာအဲ့ကိစ္စလုံးဝ spark ဖြစ်သွားခဲ့တယ်။ဘာလို့လဲ United တင်းကဒါလာမဲ့ Merry Christmas ပေါ့နော် Christmas တော့ Merry Christmas Christmas မှာ United တင်းကငွေကုန်သွားမယ်ဆိုတဲ့စကားဂလီဇန်ပြည်သားစုကြားထဲမှာတော်တော်လေးကိုဟစ်ဖြစ်သွားပြီးတော့ United အသင်းရဲ့ဒါကျွန်တော်တို့ပိုင်ရှင်တယောက်အနေနဲ့ဒီလိုမျိုး media interview မှာဒီလိုမျိုးပြောရသလားဆိုပြီးတော့ပေါက်ကွဲသွားတယ်။တစ်ဖက်ကတော့ဘာလို့ပြဿနာကလည်း Jim Redcliffe တို့ကလည်းအုံနောက်ကြီးတယ်။သူတို့ကရှင်းတယ်ဂလီဇန်ပြည်သားစုကစောက်သွမှုကြားခဲ့တာငါတို့ကမင်းတို့ကိုကဲတင်နေတာဆိုတဲ့ mindset ကိုပြစ်တတ်တွေကိုတဲ့ပေးတယ်။ဂလီဇန်ပြည်သားစုကအဲ့ဒါကိုလုံးဝမကျေဘူး။ပြဿနာကလည်းခုနကပြောသူပဲဂလီဇာ စီကနေပြီးတော့50 50ပုံစံမျိုးတော့ဝယ်ထားသေးတာမဟုတ်ဘဲနဲ့ Jim Redcliffe တို့အုပ်စုကလည်း25ရာခိုင်နှုန်းလောက်ပဲဝယ်ပြီးတော့အကြီးကျယ်ခုနကပြောဆိုငါတို့က United ကိုကဲတင်နေတာငါတို့မှမကဲဒီ club အသင်းကြီးကသွားပြီဆိုတဲ့ပုံစံမျိုးသူတို့သွားတယ်အဲ့တော့ပြည်ထနာကလည်း Glazer တို့အုပ်စုကဒါခုနငကိုတဲကသူတို့က PR မကောင်းတော့ဘူးเนาะဒါပြည်ထောင်တွေတော်တော်များလည်း Glazer တို့အုပ်စုကိုမုန်းထားပြီးသားဖြစ်တဲ့ကြောင့်မို့ဒါကြီးကိုသူတို့ကပြန်ပြီးတော့ကဲတင်ဖို့အတွက်တော်တော်လေးကိုခက်ခဲတဲ့အနေအထားတစ်ခုမှရှိတယ်အဲ့ဒါကလက်ရှိပြည်ထနာပဲအဲ့တော့ အဲ့တော့အတွင်းထဲမှာဒါတော်တော်လေးကိုလောင်ကျွမ်းမှုတွေပြည့်ပြည့်နှံ့နေပြီးပောက်ကွဲမှုတွေပြည့်နှံ့နေတဲ့နှစ်ဖွဲ့အနေနဲ့ဘာဒီဘလူးဖြစ်လာမယ်ကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားတယ်လက်ရှိမှာဒါကျွန်တော်ဂလီဇာပီသားစုကလည်းအခုလက်ရှိ Manchester United အသင်းပေါ်ပြုမူနေတဲ့ Jim Ratcliffe တို့အုပ်စုအပြုမူတွေတိတ်ပြီးသဘောကျတဲ့အနေထားမှာမရှိဘူးဒါပေမဲ့လက်ရှိမှာစာချုပ်စာတမ်းအရအကဲ Jim Ratcliffe ကဒါခုနပြောသူပဲ share ကိုသူတို့တောင်းတဲ့ဈေးတိုင်းပေးဝယ်မယ်ဆိုရင်သူတို့ရောင်းကိုရောင်းအောင်အနေထားမရှိဘူးမရောင်းလို့လည်းမရအောင်အဲ့တော့ ဟိုကလေးစားမိသားစုတွေအခုလက်ရှိမှာတော်တော်လေးကိုစိတ်ပြက်လျက်ရှိသူတို့နဲ့ blue engagement လုပ်သွားပြီးအောင်ဒါပေမဲ့ Joel Glazer ကအခုလက်ရှိချိန်ဒီ Manchester United ရဲ့ daily operation မှာပါဝင်ပတ်သက်ချင်နေပြီးတော့ Manchester United အသင်းကိုသူ့အနေနဲ့အခုချိန်ဒီယူသွနေတယ်ဖြစ်တယ်ဆိုတာဘုရောခဏခဏသတင်းတွေထဲမှာတွေ့ရမယ်ဒီမှာပါပါအဲ့တော့ဘာဒီ blue ဖြစ်မလဲတော့ဒါကြောင့်တော်တော်လေးကိုစိတ်ဝင်စားဖို့အမ်ကောင်းလာနေတာမှရှိတယ်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီး The Athletic UK ကလည်းရေးတင်ထားတယ်ဒါနောက်ဆုံးမှလာ Adam Crafton က Laura Whitewell ကလက်ရှိမှာဒါကုနာပြောလို့ပဲဒီလိုမျိုးဟို လေးစားမိသားစုက Manchester United နဲ့ပတ်သက်ပြီးတော့ Jim Ratcliffe နဲ့ပတ်သက်ပြီးတိတ်ပြီးတော့ခဲမချီဘူးဆိုရလဲသူတို့ရေးတင်ထားခဲ့တာတွေ့ရမှာအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒါကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားဒါပေမဲ့ဂျားတွေကနှမျောပေါ်ကောင်းတဲ့အသင်းပဲအသင်းကဂျားတွေကမြေစာပင်ဖြစ်သွားနိုင်တယ်ဥစ္စာကတော်တော်လေးကိုစိတ်ပြတ်ဖို့ကောင်းတယ်အခုလက်ရှိမှာလည်းဒါ United အသင်းနဲ့တော်တော်လေးကိုတိုင်ပတ်နေတဲ့ movement မှာဒီလိုပန်ရှင်တွေနှစ်ယောက်ကလည်းအခဲမချီဖြစ်နေတာတော်တော်လေးကိုပြစ်တတ်အတွက်အစိုးရစရာဖြစ်တယ်ဆိုတော့ပြောရင်လည်းပဲ ဒီလောက်ပဲလို့ပြောချင်ပါတယ်ဒီလောက်ပါပဲပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube Sport Media 3.0ဆိုတဲ့ဒီ before you တို့မှာကျင်းလူစံပေါအောင်ကူညီလို့ရပါတယ်ကမြန်မာလက်ကလစ်ဖို့မမိကြပါနဲ့အောက်က comment တွေထဲမှာလည်း YouTube Sport Media 3.0ဆိုတဲ့ဒီ before you တွေ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မဆော့ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရမြန်မာလက်ကလစ်ဖို့မမိကြပါနဲ့မြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကျွန်တော်တောင်းကပြီပါဗျနောက်မှကျွန်တော်တို့အေးစစ်စစ်တွေ့ကြတာပေါ့ဒီပါဗျအားလုံးမကြိုးတူပါနဲ့မြန်မာကလစ်ပြီးကြပါဦး യമ്യാക്കലിൻ്റെ മമ്മിയനെ അഭിപ്രായം ദീപാവ